ဘာတင်နဲ့မှလည်းမတက်ဖက်နဲ့အောက်ဆိုဖိုနစ်ကိုဖြစ်စေ Jolly Phonics ကိုဖြစ်စေနော်စနေတကြားတခြားလေးသင်တတ်ခြင်းလည်းဆိုရင်ဒီ free video လေးကိုဖြစ်အောင်ကြည့်ပါဒီ video လေးကို YouTube ကနေကြည့်ပြီးရဆိုလို့ရှိရင် VPN လေးခံကြည့်ပေးဖို့ကျွန်မဒီကနေ request လုပ်ပါတယ်တိတိအခမ်းပါတယ်ရှင်အဲ့တော့ video လေးကိုဆက်လိုက်ရအောင်ပါရှင်အဲ့တော့ကျွန်မကတော့ teacher ဖြစ်ဖြစ်ပါတယ် Phonics ဖြစ်စေ Phone Jolly Phonics ဖြစ်စေ Auxo Phonics ဖြစ်စေ, Phonics, ဖြစ်စေနှစ်ခုလုံးအတွဲလွယ်ကူတဲ့သင်ပြနည်းလေးတွေကိုမျှော်ဝေပေးနေတယ်ကလေးတွေအတွက်ကောမိမိတွေအတွက်ကောမျှော်ဝေပေးနေတယ်စနေတဲ့မြန်မာစာသင်ကြားနည်းလေးတွေကိုမျှော်ဝေပေးနေရယ် freelance teacher နေရည်တည်နေတဲ့သူဖြစ်ပါတယ်ရှင် โอเคဒါဆိုရင်ချောင်းညာလေးပြီးသားပြီဆိုတော့သင်ခန်းစာစမယ်เนาะအဲ့တော့ဟုတ်ပြီဒီတိရောက်လာခဲ့ပြီဆိုပြီးပညာကိုလိုလားတဲ့သူတို့ယူဆတာဖြစ်တဲ့အတွက်ကျမကို3မိနစ်ချိန်ပေးမယ်ဆိုရင်3မိနစ်4မိနစ်ချိန်ပေးမယ်ဆိုရင်4မိနစ်နဲ့ထက်ပိုတော့ပညာရမယ်လို့အာမခံပါတယ်။ Oxophonic ကိုသင်တော့မယ်ဖြစ်စီ Jollyphonic ကိုသင်မယ်ဖြစ်စီမဖြစ်မနေသိရမှာသင်တန်းတက်ဆရာမလို့ဘယ်နဲ့သိကျင်နေဆိုရင်နောက်တက်ကျင်နေဆိုရင်42တန် Phonics 42တန်ကိုလေ့လာပါအဲအဲ့ဒါကြီးက Jolly ကြီးလေအဲ့လိုလုံးဝမတွေ့ပါနဲ့ အဲအဲ့တော့ Jolly Phonics သွားတာလေ Jolly Phonics က group like သွားတယ်လေ group 1 2 7သွားတယ်ဒီချက်မှတိပြီးသွားရင် no 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 အဲ့ဒါကိုမဖြစ်မနေသွားလေးလာเนาะအုပ်စု9စုရှိတယ်42တန်ရှိတယ်ဆိုတော့ကျွန်မလေးလာအဲ့ဒီ42တန်မှာအပိုင်းလေးပြန်ခွဲလိုက်အဲ့ဒီ42တန်ရပြီဆိုမှအဲ့ကျမှအောက်စုနဲ့ဘယ်ဟာကိုဘယ်လိုသွားရမလဲကျွန်တော်တန်းထားရတယ်အောက်စု42တန်ရှိရတိပြီးနော်ဒီနေ့ကဦးစားပေးပြီးတော့အောက်စု Phonics ကိုပြပြသွားမယ်42တန်တိပြီးဆိုရင်ဟုတ်ပြီအောက်စု Phonics က A to Z သွားတယ် เนาะအဲ့တော့ A to Z သွားတယ် A to Z က26လုံးရှိတယ်ကျမတို့ကအတန်တူတာတွေမတူတာတွေဖိလိုက်တော့26တန်တော့မရှိလို့သိကြတယ်အဲ့ဒီ A to Z အတန်လေးတွေကို oxophonic word 2မှာသင်ရတယ်ဘယ်မှာသင်ရမှာလဲ oxophonic word 2မှာ1နဲ့2မှာတခါတည်းသင်ရတယ်1နဲ့2နဲ့ကိုသင်1က beginning sound တွေသင်ဖို့အတွက် ending sound တွေသင်ဖို့အတွက် oxophonic 1ကိုသုံးရတယ်. oxophonic word 1 oxophonic word 2ဒီကျမတို့က Oxophonic word 3 Oxophonic word 2ဒီ CPC blending လို့ခေါ်တဲ့အရာတွေကိုကျွန်တော်တို့သင်ရတာဖြစ်တယ်။ဒါဆိုရင် Oxophonic 2ကတက်ယုံနဲ့လည်းကလေးတွေဘာမှထူးထူးခြားခြားကြီးရမရတော့တာမဟုတ်ဘူး။အဲ့တော့ word 2ကအဲ့ပြီးသွားပြီနော် CPC blending A to Z သင်မယ် CPC blending သင်မယ်ဆိုတော့ဒီ word 2ခန္ဓာထဲမှာ အောက်ဆိုဖိုနီဝတ်တူကန်နာထဲမှာပါသွားပြီ CBC ဘလို့တင်မလဲ VC ဘလို့တင်မလဲကျွန်မ TikTok channel ထဲမှာရောကျွန်မရဲ့ Facebook channel တီးတီးမှာရောကျွန်မအကောင်လုံးကို2 planning တင်နေ3 planning တင်နေဆိုတာအကောင်လုံးကိုမျှဝေထားတဲ့2 planning တင်နေ3 planning တင်နေဒါတွေအကောင်လုံးက Jolly တိုင်းတင်ထားတာ No မဟုတ်ဘူးအောက်ဆိုဖိုနီတင်လဲဒါသုံးရမယ် Jolly Phonic တင်လဲဒါသုံးရမယ်တင်ထောက်ကူပတ်စံရှိရင် เออกูก็ตีนเอากูแชร์แพลนหลุดได้ยินแชร์แพลนหลุดจม้าก็รอแชร์แพลนไม่หลุดได้ปูเนาะโยชินที่มีตัวแพลนไม่หลุดได้เดี๋ยวจม้าหลุดหาได้ตีนเอากูเรื่อยๆกูโยชินนี่ปี้ตัวไปอะไรนี่กูต้มมาได้อิมแดนแล้วที่ออกไปได้อิมแดนแล้วตัดตาออกตีออกไปได้ အဲ့ဒီတော့ဒါ CBC watch လို့ခေါ်တယ်သုံးလို့ရတင်တာအဲ့ဒါပြီးသွားပြီ oxophone 3အဲ့ဒါပြီးသွားပြီဆိုရင်40နှစ်တန်ကိုပြန်ခွဲရမယ်ပြီးမှ oxophone နဲ့ပြန်ချိတ်ပေးမယ်ဟုတ်ပြီ40နှစ်တန် A to Z ပြီးသွားပြီပြီးရင်တစ်လုံးတန်ဒီပေါ့အကုန်လုံးရှင်းရတာကအင်မတန်လွယ်တယ်တစ်လုံးတန်ပြီးနှလုံးတန်နှလုံးတန်ဘာတွေပါသလဲ40နှစ်တန်မှာအတန်ရှိပါတယ်အင်္ဂလိပ်စာရဲ့အသက်ကတရာနော် vowels အဲ့တော့ a e i o u ဆိုတာ ABC ဒီမှာပါသွားပြီ A to Z မှာပါသွားပြီအဲ့တော့ vowel ၅လုံးရှိတယ် A E I O U အဲ့ဒီ A E I O U ရဲ့အတန်အရှည်ဘာသူ့မှာစီမီစီကန်းရှိတယ် phonics မှာအင်္ဂလိပ်စာမှာ vowel ၅လုံးလာမယ်တေချာပုံမှတ်ထားအဖိုးကြီးအဖွားကြီးဖြစ်တဲ့အထိမှတ်ထားဒီသမီးတို့သားတို့ရေကိုကပြောပြမယ်နော်အင်္ဂလိပ်စာမှာ heady vowel ၅လုံးတွေအများတန်းတွဲနေတာတသက်လုံးမှန်တယ်အမေရိကန်မှာနေနေဩစတြေးလျမှာနေနေ UK မှာနေ US မှာနေနေ Thailand မှာနေနေ Japan မှာနေနေအရှိတာအရှာမှာနေနေ နော်မြောက်ကိုရီးယားမှာနေတဲ့တောင်ကိုရီးယားမှာနေနေ AI အင်္ဂလိပ်စာကိုသင်တဲ့သူက A နဲ့ I နဲ့တွဲနေတယ်ဆိုလို့မမြင်တဲ့မြင်ရမယ်။ E နဲ့ A နဲ့တွဲနေဒါကိုဘာလို့ခေါ်လဲ2 vowels လို့မခေါ်ဘူးလား။ vowel နှလုံးသားနဲ့လေ။အဲ2 vowel singing ကိုကျွန်တော်တို့သိရမယ်။လေးတဲ့တန်မှာ2 vowel singing ရှိတယ်။2 vowel singing ဘာလဲလို့ကျွန်မ channel တွေမှာလည်းအကုန်သင်ထားပြီးသားရှိတယ်။ဝင်းမှွေနောက်ရှာရင်ဒီဗီဒီယိုနဲ့တွားချိတ်ရင် 不是，我讲，我讲，那 free 得比。好比呢，哎哟，A E I O U，two vowels make one song。she got two vowels，好比说，the first we talk，the second we silent。she 今天，哎，你嘛多钱？你嘛那个下来？什么要多嘞？she got 公司卡条纹，那块公司卡目标。she got 公司卡条纹，那块公司卡目标。他讲，she got 讲我来，你妹，你来数嘛？都冇话的嘛？E 一单个，哎，算 C B 单，E 一单个嘞，哎、mm，算、so、C B 单，I 一单个，哎，哦，哎，还有 C B 单，别在别在念嘛？哎哎，喏，哎哎，哎哎。 မရဘူးအဲအဲအဲဆိုလို့မရအောင်အဲ့တော့ a e i o u ဆိုပြီး letter name နဲ့ဆိုရမယ်အဲ့ဒီဟာကိုကျမတို့တီးပြီးဆိုရင်ဘာလို့ long vowel sound ကိုတီးပြီးဆိုရင်ဘာလို့တင်တတ်ပြီလဲ also for the word 3ကိုတင်တတ်ပြီ word 3မှာအဲ့ဒါတွေပါတယ်အဲ့ဒါကိုဖောက်ပြီးတင်ရမယ်အဲ့ဒါကိုဖောက်မတင်မဲနဲ့เนาะ i dash magic e e dash magic e ကိုသွားတင်42တန်းမှာ ဘာတန်နေပါသေးရတော့43တန် a-magee e-magee 44တန်နော် i-magee 45တန်46တန်48တန်48တန်ဆိုရင်မွေးနေပါလိမ့်မယ်42တန်ပဲရှိတယ်အဲ့ဒီမှာမှနော် ear အတန်ကိုကျွန်တော်တို့ထပ်တင်မယ်ဆိုရင်43တန် air အတန်ထွက်တယ် နော်အဲ့တော့43သား ER ER လေမဟုတ်ဘူးသူကသူရှိပြီးသားပချိန်မှာ ER ဆိုရမလဲပချိန်မှာ air ဆိုရမလဲသူရဲ့သူရဲ့ပုံစံလေးနဲ့သူတို့ရှိတယ်အဲ့ဒါနောက်ကျမှသင်ခန်းစာတစ်ခုထပ်လုပ်ပြပါမယ်အဲ့တော့အခုက42တန်ကိုခွဲတန်းလုပ်နေတာဖြစ်တယ်အဲ့တော့ဒါကိုဘယ်မှာသင်ရမှာ A E I O U Ausophonic word 3နော် word 3မှာသင် word 3မှာဒါနဲ့အတူဘာတွေသင်ရမှာလဲ alternative တွေကိုသင်ရမယ်အဲအဲ့ဒီ alternative သင်ပုံသင်နည်းလဲကျမစီမှာရှိတယ်။ alternative ဆိုတာဘာကိုပြောရလဲ တန်တူကြောင်းခွဲတရာအင်္ဂလိပ်စာလေ့လာတာပဲမြန်မာစာနဲ့နှိုင်းရှင်တယ်လို့လို့ပါတယ်စာပေဖြစ်တဲ့စာပေဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာသာစကားဖြစ်တဲ့ဘာသာစကားဖြစ်တာဖြစ်တဲ့အတွက်အကုန်လုံးကသင်ရပုံသင်ယူခြင်းကအတူတူပါပဲဆိုတာလေးမမေ့ပါနဲ့ရှင်အဲ့ဒီအတွက်မြန်မာစာမှာတန်တူကြောင်းခွဲတရာရှိတယ်နောက်ဥမာအိုတရလုံးကြီးတစ်ချောင်းငင်ကိုမြင်အိုကာကြီးလုံးကြီးတစ်ချောင်းငင်ကိုကာကြီးလုံးကြီးတစ်ချောင်းငင်ကိုနော် ညီမလေးချစ်တဲ့ကိုဆိုတာတခြင်းတော့တာကြီးတာငယ်လေးခဏခဏနားထောင်လို့အဲ့တော့ကိုဆိုတာဘာလို့ထွက်တာလဲဆိုတော့အိုတရာလာတာဖြစ်တယ်ပါစာဝင်သွားရင်ပိုးเนาะစလိန်ဝင်သွားရင်ဆိုးစာလုံးဝင်သွားရင်ဆိုးဆိုရွှဲတာ ဒါမျိုးလေးတွေကျမတို့ကကျမတို့ကတိသွားပြီဆိုရင်အဲ့ဒါတန်တူချောင်းခွဲသလားအင်္ဂလိပ်စာမှာလည်း a နဲ့ i နဲ့က a အတန်ထွက်တယ်အဲ့ဒီလိုပဲเนาะအဲ့ဒီအင်္ဂလိပ်စာမှာပဲအဲ့ဒီ vowels ၅လုံးဟာထူရဆန်းပြားတယ်အဲ့ဒီ vowels ၅လုံးဟာထူရဆန်းပြားတယ် magic e လို့ခေါ်တဲ့စလုံးတစ်လုံးကြော်ပြီး magic e နဲ့တွဲလိုက်ပြီးဒါ magic e formula ကို jolly ကတော့အသေးစိတ်ရှင်းပြထားတယ် oxford ကအဲ့ဒါတွေအသေးစိတ်မရှင်းပြထားဘူးဒီထဲမှာကျမတို့ကထည့်ပြီးတော့ရှင်းပြရမယ် magic e ဒါ magic e လို့ခေါ်တယ်ဘာလို့လဲသူ့ရဲ့အစွမ်းတွေသူ့ကိုပေးလိုက်တယ်သူ့ရဲ့မော်ဒုတ်တန်နဲ့ အုံးမင်းအတန်ပြောင်းစီဆိုတဲ့ခါကျတော့ तू magic e လေးပါလို့ဟဲ့ဒီ a လေးကအာအာ m ဆိုမှာ m အာ a a o အဲ့ဆိုတော့ short sound ကနေ short vowel sound ကနေ a ရဲ့အတန်အဲ့ကိုပြောင်းသွားတာဟဲ့ဒီ magic e ကြောင့်သူ့မှာအတန်ကမရှိတော့ဘူးသူ့အတန်နေသူ့ကိုပေးလိုက်ပြီးသူ့ရဲ့အစွမ်းနေပေးလိုက်သူ့မှာအစွမ်းကုန်သွားတယ်ဒါကြောင့် a ထိထည့်မယ်ဆိုရင် a to h နောက်ကအတန်ချက်ရှိခဲ့အဲဒါမျိုးလေးသင်ရမယ်အဲ့ဒီ a ကဘယ်သူနဲ့သွားတူရလဲ ai နဲ့သွားတူတယ် a နဲ့ i နဲ့သွားတူတယ် ai spelling make a ဟာအဲ့ဒါလိုပဲ a split magic e ရလဲ a တန်ထွက်တယ်ဘာဖြစ်လို့လဲအဲ့ဒါ alternative ဘာဖြစ်တယ်ဆိုတော့ဒီ book 3မှာ word word 3မှာ alternative အစုံသင်ရတယ်ဒီထဲမှာတော့ e-magee လောကမပါဘူးအဲ့ဒါချွေးချက်ကျွန်တော်တို့ကထည့်ပြီးသင်ပြရမယ်လေးမှာလည်းမပါဘူး word 4မှာလည်းမပါဘူး word 5မှာလည်းမပါဘူးအဲ့ဒါကြောင့်ပုံထိပ်တာပဲခြံခဲ့ရလားမသိဘူးကျွန်မ PDF file တော့ပြန်ရှာကြည့်အောင်မယ်ကျွန်မသိသလောက်တော့ PDF file ထဲမှာမပါဘူးတော့ e-magee လေးအဲ့လိုဖြစ်နေရပါတော့အဲ့တော့ထားပါတော့ရှင်အဲ့တော့အကိုကဖြည့်ဆည်းပြီးသင်ရမှာပေါ့နော် e-magee ပါအကုန်လုံး i-magee o dash magic e နော် u dash magic e u dash magic e အဲအဲ့ဒါလေးအကုန်လုံးကိုသူကသင်ပေးတယ်အဲ့ဒါသင်တာအတန်နေတိုးလာတာမဟုတ်ဘူး42တန်ရင် alternate ကိုသင်တာလို့မှတ်ပါဟုတ်ပြီအဲ့ဒါရသွားပြီဆိုလို့ရှင်ပြီးသွားပြီလားမပြီးသေးဘူး no အဲ့ဒါမှအခုနာမှနှလုံးတန်လဲကမှ vowel ပဲပြီးသေးတယ်နောက်ထပ်ဘာအတန်ရှိသေးတယ်လဲ consonant ရှိသေးတယ် consonant မှာလည်း c နဲ့ h နဲ့ consonant နှလုံးလိုက်အတန်တန်ဖြစ်တယ်အရင်တော့ c ရဲ့တန်က upper cough နော် h ရဲ့တန်က upper hop ဒီလို c နဲ့ h နဲ့ပေါင်းလာပြီဆိုတော့ kh လို့နှလုံးတန်မထွက်ဘူးနှလုံးပေါင်းနှစ်တန်မထွက်ဘူး c နဲ့ h နဲ့တွဲပြီးတွဲပြီးဆိုလို့ရှိရင်တန်မထွက်မယ်အစက်ကလေးတစ်စက်ကတန်ကိုစားပြုတယ် ch make ch 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 c and consonant c and consonant h combination when the sound no the sound is ch 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 အဲ့တော့အတန်ကချက်ချက်ချက်အတန်ထွက်မဲ့ C နဲ့ H နဲ့ပေါင်းရင်ချက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 ်ဒါကြောင့်မလို့ CH ပါတဲ့စလုံးကို blend ကြည့်အောင်ချက် A ဖက် chief အလူဂျောနော်ချ upper chop ဟုတ်ပြီလားပြီးလို့ရှိရင် ch အဲ long vowel sound e နဲ့ပေါင်းရင် ဟမ် C H E E S E cheese နောက်က E ရ silent E ဖြစ်တယ်အဲ့လိုမျိုးနဲ့အဲ့တော့ cheese silent E နဲ့မကြီးအကြောင်းလေးပြကြရင်ထပ်ရှင်းပြပေးပါမယ်နော်ဒါဆိုလို့ရှိရင် cheese တိသွားပြီအဲ့တော့ C H အတန်တိသွားပြီ C H ပြီးနောက်ထပ်ဘာတိရအောင်မှာလေးသနတာမှာဘာတွေပါသေးတယ်လဲပဲပြသွားမယ်လေးသနတာမှာ S A C H T H N Y T H B Y T H ပြီးလို့ရှိရင်နော်နော် C H S H ပြသွားပြီဆိုတော့ ਨੇ T H ကနှစ်မျိုးပါတယ်ရှင် နော် SHCH ဒီမှာရေးလိုက်ပါမယ်အဲ့တော့ TH က2မျိုးပါမယ်အဲ့ပြီးသားရဆိုရင် two vowel sounding ကိုမလိုက်နိုင်တဲ့ vowel ဆိုတာထက်ရှိတယ်အဲ့ဒီစလုံးနေနဲ့ဒါတွေအတန်တွေကကျမပြောတဲ့၄သန်းတန်းအနှစ်ချုပ်ဆိုတဲ့ဗီဒီယို TikTok မှာပင်ထုတ်ပြထားတယ် Facebook မှာလည်းရှိတယ် YouTube မှာ YouTube နဲ့ TikTok ကိုသွားရှင်းရတော့ပို့ပြီးတော့ရှင်းပါတယ်เนาะ YouTube ကတော့ AC ကြည့်လို့ရတယ် YouTube ကိုပို့ပြီးတော့ဒါသိကြပါတယ်ဒါဆိုရင် two vowel စီးမျိုးက စီမင်းကိုမလိုက်နိုင်တဲ့ vowels တွေရှိသေးတယ် oi oo ou နော် oo မှာလည်းအဲ short oo တောင် oo ရှိတယ် ou အတန်ရှိတယ်ဟောဒါဆိုလို့ရှိရင်ကျမတို့က o နဲ့ i နဲ့အတွဲက o နဲ့ i နဲ့ make 2 power စီမီကိုမလိုက်နိုင်ဘူး OI ဟာ2 power နှလုံးလာတော့လေသူတို့နှစ်ယောက်ကလည်းအမြဲတမ်းတွဲတယ်လာမှာ O နဲ့ I နဲ့ကိုလိုက်ရင်အရှိက long power sound AEIOU အတန်မထွက်ရဘူး O နဲ့ I နဲ့အတန်ကိုအစ်စ်ပဲထွက်ရမယ် OI make the new sound 2 power combination when ONI 2 power combination now the the new sound is coming OI sound is oi oi OO ကလည်း short OO has short OO နှလုံး O ရှိတယ် OO က2 power စီမီကိုမလိုက်နိုင်တဲ့ဘဝအတွဲတွေဖြစ်တယ်ဒါကြောင့် OO အတန်ကလည်းအော့ အူးဆိုပြီးအတန်ရှိတယ်။အုတ်အတန်ရှိတဲ့စလုံးအိုအိုက cook not look hook ဦးဆိုရင် moon m o n moon မောနာမဘူးလာမင်းကြီး f o o l fool not s t o l stool ဒါမျိုးလေးတွေကျွန်တော်တို့ကသင်ရမှာဖြစ်ပါတယ်။အဲ့တော့ o u make out o u out ဆိုရင် o u t out O U S P O U T spout S H နဲ့သွားပေါင်းရင် consonant digraph address ဖြစ်တဲ့ S H နဲ့သွားပေါင်းရင် S H O U T shout ဒါမျိုးလေးတွေကျွန်တော်တို့ကမှတ်ထားရပါမယ်ဒါဆိုရင်လေးစနေတန်းကုံတော့မှာလားကုံတော့မယ်အဲ့ဒါဘယ်မှာပါတာလဲအဲ့ဒီအတွဲကအဲ့ဒီဟာလေးတွေက oxophonic နော်အဲ့ဒီ combination အတွဲလေးတွေက oxophonic 4ရဲ့ oxophonic 5ရဲ့အဲ့ဒီမှာတော့သွားပြီးတော့ရောပါနေတာကိုတွေ့ရပါတယ်အဲလေးစနေတန်းပြီးပြီလားမပြီးသေးဘူးလေးစနေတန်းပြီးရတယ်လဲ oxophonic 4 5 ီကိုအကုန်လုံးမတင်တဲ့ဘူးဘာတင်ရမှာလဲ soft C တန်လေးလာရမယ် soft G တန်လေးလာရမယ်ပြီးလို့ရှိရင်နော်အဲနောက်ထပ် alternative တွေကိုမဖြစ်မနေလေ့လာရမယ်ကျမပြောသွားတဲ့အဲမှာ alternative အကြမ်းကြီးပဲပါသေးတယ် alternative ဆိုတာဘာလဲတီးတန်းတီးတန်းတင်တဲ့ဗီဒီယိုလေးတွေတင်ထားရလဲရှိပြီးသားကျမအကုန်လုံးအစတော့ဆုံးသွားပြီအခုတခါနောက်က a e i o u ဒီတခါတော့အဲ consonant alternative တွေကနေနောက်ပြန်ဆုပ်ပြီးစပေးမယ်နော်အဲ့ဒီတော့အဲ့လာပြီးသားပြီဆိုရင်ရော r control sound ဆိုတာလာပြန်ရော voice ငါးလုံးဟာနော် A E I O U vowels ငါလုံးဟာ R နဲ့တွဲလာမယ်ဆိုရင် R နဲ့တွဲလာမယ်ဆိုရင်သူတို့ရဲ့ original အတန်း A ရဲ့အတန်းအဆိုတဲ့ A ရဲ့အတန်းကပျောက်သွားပြီးတော့နောက်က R ကိုအသာပြေးဆိုရတယ်ဒါကြောင့် R car AR ကိုပါဇက်ကိုတွားစီရမယ်ဆိုတွားစီကန်တွားပြတဲ့အခါတွားနေမကောင်းလို့တွားစီကန်တွားပြတဲ့ပုံစံအတိုင်းယူဆိုရမှာဖြစ်ပါတယ်ဒါကြောင့် R ဟာတဲ့ရတဲ့ပုံစံ R car နောက်က r လေးကိုနည်းနည်းထည့်ဆိုပေါ့နော်ဒါကြောင့်မလို့ p a r k park M A R K mark E R က R control ဆောင်းမယ် R ကိုဥစားပေးဆိုမယ် E R make R sound two letter make one sound ဒါဒီကောင်က digraph ဖြစ်တယ် digraph မှာ consonant digraph ရှိတယ် vowel digraph ရှိတယ်အဲ့လိုမျိုးအကျဉ်းချင်းလဲမှတ်ထားလို့ရတယ်အဲ့လိုမျိုးနားလည်လေအောင်ခွဲလိုက်လို့ရတယ်ပြီးသားမှာ diff သုံးစွာပါလဲအထက်ခွဲထားတာရှိတယ်အဲ့ဒီဗီဒီယိုလဲပြန်ကြည့်ဟောဗီဒီယိုနဲ့ရှုပ်လာပြီနော်အမှန်မရှုပ်ဘူးနော်အဲ့ဒီဟာလေးတူတစ်ဖြင်းတစ်ဆင့်ချင်းကျွန်မသွားကြည့်ဆိုတဲ့အရာနဲ့သွားကြည့်လိုက်နားလည်သွားလိမ့်မယ်လုံးလုံးရှင်းရှင်းလေးလေးမယ် er make r sound ဒါကြောင့်မလို့ H E R har နော် H E R har L E T E R letter နော်ဒါမျိုးတွေဆိုရင် C L E R K clock ဒါမျိုးလေးပေါ့ဟော I နဲ့ R ကဒီစနစ်တန်မှာမပါဘူး I R the alternative of R sound ဖြစ်တယ် O R ပါတယ် U R နဲ့ I R ကိုဖယ်လိုက်မယ်အဲ့ဒါဒီ alternative အတန်မှာထပ်လာမယ် O R ကလည်း all sound O ရဲ့အတန်ကဒီမှာ PC လေးပါတယ်ဒါကြောင့် all ဆိုတော့နော် P O R K pork M O R K mark နော် ပြီးလို့ရှိရင် horn horn p o r n porn p o r k pork ဒါမျိုးလေးတွေကျမတို့ကသင်ရတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင် phonics လေးစနတဲ့အကြံပြန်နားလည်သွားရင် oxophonic 45 t ကိုကျမတို့ကသင်နိုင်သွားပြီဒါပေမဲ့ oxophonic 45ရောက်တဲ့အခါကျမအရှိမပြောခဲ့တဲ့ဘာတွေကိုထပ်ပြီးလေ့လာရမှာလဲဆိုတော့ alternative အသံတွေတည်တံ့လေ့လာရမှာ alternative မှာ consonant မှာလည်း alternative ရှိတယ် long vowel မှာလည်း alternative ရှိတယ်ပြီးလို့ရှိရင် R control sound နေမှာလဲ alternative ရှိတယ်ဒီကောင်နေမှာလဲ alternative ရှိတယ်အကောင်လုံးအတွဲဒီမှာ၄၂တန်ကိုစီတော်တော်များများမှာ alternative ရှိတာဖြစ်တဲ့အတွက်အဲ့ဒီဗီဒီယိုလေးနဲ့နောက်ထပ်ထပ်ကြည့်ပေးမယ်အဲ့ဒါလေးကိုပါကြည့်မယ်ဆိုရင်အပိုင်းအနှစ်နေလဲကျွန်မလုတ်ပြီးရင်ဖြစ်မယ်၃နဲ့လဲလာချင်းလာမယ်ဒါလေးတွေကိုပါကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ phonics ကိုကိုယ့်ဘာသာကိုလေ့လာလေ့လာနိုင်တဲ့ guideline တစ်ခုရသွားပြီးတော့ ကို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 ကလေးကိုအိမ်မှာပြန်တင်တတ်နိုင်ပါပဲအထက်ပို့ပြီးတော့ကန်ကောင်းလာရတယ်ဆိုရင်ကိုရဲ့ skills ကမြင့်လာတယ်ဆိုရင်လေ့လာအားကောင်းမှု skills ကမြင့်လာတယ်ဆိုရင်ကိုကကိုအနီနာကလေးတွေကိုပါစာသင်ပြပေးနိုင်ရင်နဲ့ကိုရဲ့เนาะ income လေးကိုတိုးလာနိုင်ပါတယ်လို့မျှော်ရင်းနဲ့ကျမရဲ့မျှော်ရင်းမှုကိုဒီနေရာမှာရက်တက်ပါမယ်ရှင်အချိုးရှိတယ်ဆိုရင်အများသူကမြင်အောင်လဲ share ပြပါအောင်ရှင်ဒီအဆုံးအထိကြည့်ပြတဲ့သူတယောက်စီတိုင်းကိုတကယ်ပါရင်းနေကနေထက်လက်လက်ကျေးဇူးတင်ပါတယ်လို့